ဘောဘောမှာလုံးဝတင်လဲ welcome to gaming ish အားလုံးပဲလာဗျ gaming ish host ban ဒီ ban ဒီ host ကနေပြန်လဲခြုံဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်စိတ်ဝင်စားနေတဲ့ game လေးတစ်ခုကြောင်းပြောပြပေးခြင်းပါတယ်အဲ့တော့အိတ်မငိုက်ဘိုင်းမစားပဲနဲ့မြန်မာလိုစက်ကြည့်လိုက်ရအောင်ကျေကျွမ်းဆိုတဲ့ဂိမ်းလေးရဲ့ထူးခြားထင်ရှားတဲ့အချက်လေးတွေကိုအရင်ပြောကြည့်ရအောင် ဒီကိန်းကိုရေးဆွဲတာကတော့လူတယောက်ထဲရဖြစ်ပြီးတော့လက်ရှိမှာလူကြိုက်များချက်များချက်ဆိုတာ Assassin's Creed Shadow တောင်မတည်တရားထိုးနှက်လိုက်သလိုပါပဲ Triple A ဂိမ်းကြီးကလူတယောက်ရေးဆွဲထားတဲ့အပျော်ရန်ခင်းလေးအောင်မှကြာဆုံးသွားခဲ့ရပါတယ်ဒီကိန်းရဲ့ art style လေးကလည်း pop vibe ပဲဖြစ်ပြီးတော့ cartoonish ဖြစ်တယ်ဆိုပြီးမစော်ဘဲနေမဲ့သူတွေကိုကျွန်တော်ကဆက်ပြောပြမယ့်အကြောင်းအရာလေးတွေနဲ့ဆွဲခေါ်ကြပါမယ်အဲ့ဒါတော့ schedule 1မှာ Lord Dude တို့ကကဘာကြီးစိမ့်လန်းဆိုပြီးပို့တော့အပင်လေးတွေဆိုက်ပြီးအကူညီလိုနေတဲ့သူတွေကိုလိုက်လံကူညီပေးနေတဲ့ပတ်ဝန်းကျင်အကျိုးပြုလူကောင်းတစ်ယောက်အနေနဲ့စော့အောင်မှာဖြစ်လို့ပါ အားလုံးပဲဘဝတဏျာကနေစရဲဆိုတဲ့အတိုင်းပဲလော်တုရဲ့ဘဝတစ်ပင်ပန်းမင်းနဲ့စိမ့်လဲဆိုပြဖို့ model အခန်းလေးကနေစရမှာဖြစ်ပါတယ်အပင်ဆိုက်ရတာအရန်အာတန်နဲ့တညာအိမ်မှာအပင်လေးတွေဆိုက်ပြီးဒီအပင်လေးတွေကြီးလာတဲ့အခါတေချာတိယုတ္တရနဲ့ထုတ်ပိုးပြီးတော့တင့်လိုပဲအပင်ချစ်တဲ့သူတွေလက်ထဲကိုလိုက်လံပို့ဆောင်ပေးရမှာပါအဲ့လိုမျိုးလုပ်တဲ့အခါမှာတင်ရအပင်တွေပေါ်ဘလောက်ချစ်မြန်လို့ရဲဆိုတာကိုကြည့်ပြီးတော့နောက်ထပ်နောက်ထပ်အပင်တွေစိုက်ပြိုးနိုင်အောင်ဆိုပြီးတော့အပင်ချစ်သူတွေကထောက်ပံ့ကြေးပေးမှဖြစ်ပါတယ် သူတို့စီရရရထောက်ပံ့ကြည့်တယ်တရားတဖြည်းဖြည်းအပင် site ကိုပို့ပြီးကျယ်ပြန့်တဲ့နေရာတွေငှားမယ်အလုပ်သမားတွေငှားမယ်ပို့ကောင်းတဲ့အပင်တွေစိုက်မယ်အဆရှိသဖြင့်ပေါ့ဗျာကဘာကြီးစိမ့်လဲဆိုပြဖို့အတွက်တင့်ရဲ့အပင် site empire ကြီးကိုတိုးချဲ့ရမှာပေါ့ပင်နှစ်သက်တဲ့အပင်လေးတွေကိုလည်းတိုးတက်နေတဲ့နည်းပညာတွေသုံးပြီးတော့တေချာစိုက်ပြိုးနိုင်မှာဖြစ်ပြီးတော့ပို့ပြီးတော့ quality ကောင်းတဲ့အပင်လေးတွေပေါက်ဆက်ပြီးတော့တင်ဘလောက်တစ်ပင်ပန်းမင်းနှစ်သက်ကြောင်းကို data တွေအပင်ချစ်သူတွေစီကိုအရောက်ပို့ပေးပြီးပြတ်တာရတယ်ပေါ့ဗျာ မျိုးထဲမှာလည်းဘသူတွေကအပင်ချစ်တက်လဲသိအောင်လို့လက်ရှိတည်ပြီးသားတွေနဲ့သိတဲ့သူတွေကိုအလကားလက်ဆောင်ပေးပြီးတော့အပင်ချစ်တက်လာအောင်လဲဆွဲဆောင်ရပါတယ်။ဒီလိုမှသာကဘာကြီးစိမ့်လန်းဆိုပြီးပို့လူသားတွေလှုပ်ဆောင်လာမှာမဟုတ်ဘူးလား။ဒါပေမဲ့ဒီလိုအပင်ဆိုင်တဲ့ခီးလဲမှာအခက်ခဲတွေကြုံရနိုင်ပါလေ။ဥပမာရုတ်တရက်ငွေလိုလာတာအကျွေးတွေဝိုင်းလာတာအဆရှိဖြစ်ပေါ့လေ။အပင်ကလည်းစိုက်ထားတော့ဆိုတော့အဆင်သင့်မဖြစ်သေးတဲ့နေမှာလိုအပ်လာတဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့စီကဘတ်စကားစီလိုမျိုးဖြည့်ရှင်းနိုင်ပါတယ်။ကျွန်တော်ကတော့ဘတ်စကားတိုင်းလို့ခေါ်ပါမယ်။ ဲ့လိုဘတ်ကားတိုင်းကိုလမ်းမှာတွေ့တဲ့သူတိုင်းနောက်ကွယ်ကနေ cross လုပ်ပြီးတော့ကျင့်ကြံပြီးလိုအပ်တာလေးတွေအကောင့်ထဲပေါ်ရရပေါ့ဗျာတခါလေကြအောင်မြင်တာရှိမယ်လေတခါလေကြရှုံးသွားတာမျိုးတွေတော့ရှိတာပေါ့ဒါမှမပူပါနဲ့ကြာရှုံးသွားတဲ့နေရာနဲ့အများဆုံးခြေရာဖြောက်လွတ်မြောက်နိုင်ပါလေအဲ့လိုဘတ်ကားတိုင်းမကျင့်ကြံဘူးဆိုရင်တော့တာမန်စီပင်တရာအလုပ်လုပ်ပြီးတော့ကဘာကြီးစိမ့်လန်းဆိုပြန်ကူညီနိုင်ပါသေးတယ်အမိုက်ကလေးတွေကောက်ပြီးအမိုက်ပုံးနဲ့ပဲထည့်ပေးခြင်းအပြင်ကျေးဇူးတင်လွန်တဲ့ငွေလေးအနေနဲ့ပေးမှဖြစ်ပါတယ်အပင်တွေကိုကိုကနှစ်တက်ပေမဲ့လည်းမနှစ်တက်တဲ့အပြန်အလှန်လူသားတွေကလည်းရှိသေးတယ်ခင်ဗျ သူတို့တွေကကဘာကြီးပြားတယ်လို့ခံယူထားသူတွေလိုပဲကိုရီလိုအပင်ဆက်ရတဲ့ခြိုက်တဲ့သူတွေကိုလိုက်ဖမ်းတတ်ပါတယ်။တောရလာရခက်ခဲအောင်လဲညနေဘက်တွေဆိုရင်ကားပြူတွေထုတ်ပြီးလမ်းတရရဲ့သူတွေကိုလည်းလိုက်ဖမ်းကြပါသေးတယ်။လက်ထဲမှာစိုက်ထားတဲ့အပင်တွေတွေ့ရင်လဲဆက်ရကောင်းမလားဆိုပြီးဖမ်းပါသေးတယ်။အဲဒါကြောင့်အပြန်လူသားတွေကိုတော့အထက်နိုင်ဆုံးရှောင်ကျဉ်ဖို့လိုပါမယ်။ဒီလိုနဲ့ brother တို့အပင်ဆိုင်အင်ပါယာကြီးကြီးလာတဲ့အနေနဲ့လိုအပ်ချက်တွေနဲ့ supply နဲ့ demand တွေမျှအောင်လှုပ်ဆောင်ဖို့လိုပါမယ်။အဲဒါအတွက်လည်းမပူပါနဲ့။ မျိုးထဲမှာရှောက်တော့ရှောက်လာတာမြန်အောင်စကိတ်ဘုတ်ကစစီးနိုင်ပြီးတော့ကားတွေလည်းမောင်းပြီးဝေးလံတဲ့နေရာဒေသတွေကိုလည်း live ပို့နိုင်အောင်မှာဖြစ်ပါတယ်ကို့ရံပြုတ်မဲ့သူတွေကိုပြန်လဲခုခံဖို့အတွက်လည်းလက်နက်ခဲယမ်းတွေလည်းဝင်နိုင်မှာပါအပင်ဆိုင်တဲ့သူတိုင်းကဒီလိုလက်နက်တွေဂိုင်နာရမယ်ဆိုတော့ brother ကိုလည်းတိထားကြမှာပါတချို့ဆိုအပင်ဆိုင်ရင်အဖွဲလိုက်ကြီးတွေတောင်လက်နက်တွေဂိုင်နာကြတာကိုရုပ်ရှင်တွေထဲမှာမြင်မှုကြမှာပေါ့လေအဲ့တော့အပင်ဆိုင်တဲ့ဂိမ်းလေးဖြစ်တဲ့ schedule ကရဲ့ gameplay ကတော့ထားလေးပါပဲနောက်ပိုင်းမှာတော့ဆော့နေတဲ့သူတွေတောင်းဆိုချက်ရနေရဒီသားတွေအများကြီးထည့်သွားကောင်းထည့်သွားနိုင်ပါတယ် လက်ရှိမှာတော့ skin မှာလူကြိုက်များပြီးပို့ပေါ်ပျော်ပျော်ရွှင်ရွှင်ဆော့လို့ရတဲ့ indie game လေးဖြစ်တော့ဝမ်းနေရာကိုအပိုင်ယူထားရပေါ့ဗျာအကယ်၍ကိုယ်တိုင်ဆော့လို့ကြိုက်မကြိုက်သိရအောင်လဲ free sample ပဲပေးထားတယ်ခင်ဗျာ skin မှာ download ဆွဲပြီးကိုယ်တကယ်ကြိုက်ပြီဆိုမှလဲ full game ကိုဝယ်ဆော့နိုင်ပါတယ်ဂိမ်းတန်ဖိုးကတော့20ဒေါ်လာရှိပြီးတော့နေရာအဖြစ် 5k လောက်သာယူပါတယ် potato pc တွေမှာလဲဆော့နိုင်မှာဖြစ်ပြီးတော့ gda လို့ဂိမ်းမျိုးတွေကြိုက်တတ်တဲ့သူတွေဆိုပို့လို့တောင်မှဆော့ကြည့်တင်ပါတယ်အဲ့တော့ဒီအပြင်ဆိုင်ရမယ့်ဂိမ်းလေးကြောင့်တော့ဒီလောက်ပါပဲခင်ဗျာ ဘော်ရာလော်ဒူးတို့ရောအပိနေစိုက်နေကြပြီလားစိုက်ဖို့ကြိုးစားနေပြီလားစိုက်လို့ပြီးနေပြီလားဆိုတာတွေကိုကွန်မန့်ပေါ့မှာ share ပြီးတော့လို့ရပါတယ်ခင်ဗျအားလုံးသိတဲ့အတိုင်းပဲဝါဘောပေါ့လုံးဤတင်လဲဝိုးဆိုပြီးတော့ game image ကိုလာရောက်အားပြီးတော့ထူးပဲကျေးဇူးတင်ရှိလိုက်ပါတယ်ခင်ဗျ game image မှာဟိုလာအားပေးရတဲ့ထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ